ခုငယ်စဉ်က စကားဖြစ်တဲ့အတွက်ဘတော်မှ TV စီစဉ်တက်ဆက်တဲ့သူတယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ပြောခဲ့တဲ့ဆရာမကို Christmas နေ့ရောက်တိုင်းမှာသူက TV လက်ဆောင်ပို့ဝေးခဲ့တယ် Steven Harvey ရဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးအောင်မှာဖြစ်ပါတယ် Okay let's go ဒီကနာမည်ကျော် Steven Harvey ဟာသူငယ်စဉ်က TV စီစဉ်တက်ဆက်တဲ့သူဘတော်မှဖြစ်လာမှာမဟုတ်ဘူးလို့ပြောခဲ့တဲ့ဆရာမထံကိုသူက နှစ်စဉ်နှစ်တိုင်းမှာ TV တလုံးလစ်ဆောင်မင်းလာပို့ပေးခဲ့တယ်လို့သိရပါတယ်။အဲဒီလိုလောက်ရဟာဆီယမားရဲ့စကားမှားချောက်တက်တက်ပြရရန်နဲ့သူ့ရဲ့အောင်မြင်မှုကိုအများအမှတ်ရစေဖို့ဖြစ်ပါတယ်။စတီဗင်ဟာဗေးရာသူ6တန်းအရွယ်မှာဆီယမားအတန်းသားတွေကို ကြီးလိုက်ရင်ကိုဖြစ်ချင်တဲ့ဟာကိုဟိုစာရွက်ထဲမှာချရေးခိုင်းပါတယ်။အဲ့ဒီချိန်မှာစတီဗင်ဟာဗေးကသူကစကားထင့်နေတဲ့အတွက်သူ့ရဲ့ ေးထားတဲ့စာရွက်မှာသူအတီဗီမှာအလုံးလုံးချင်ပါတယ်သူဆိုရှယ်မီဒီယာမှာသူတင်ဆက်တဲ့သူဖြစ်ချင်ပါတယ်ဆိုတဲ့စာသားကိုရေးခဲ့ပါတယ်တဲ့စီဇန်မှာဟာဗီပြောပြချစ်ရအဲ့ဒီဆရာမဟာသူ့ကိုဒန်းလုံးရဲ့အရှိမလှုပ်ပြုံခဲ့တယ်လို့သိရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုမလီမစားလှုပ်တယ်လို့ဆိုတာဟာဗီရဲ့မိဘတွေတော့ခေါ်ပြီးတော့အပြစ်ဒဏ်ပေးခဲ့တယ်လို့သိရပါတယ်ဒီလိုနဲ့နှစ်ပေါင်းများစွာကြာတဲ့နောက်မှာဟာဗီကအောင်မြင်ကြော်ကြတဲ့ဟာတာတယောက်ဆုံးနဲ့ ကျွန်တော်တီဗီမှာစီစဉ်တက်ဆက်သူတယောက်ဖြစ်လာခဲ့ပါတယ်အဲ့လိုအောင်မြင်လာတဲ့ချိန်မှာ သူက6တန်းတော့ကခန်းစားခဲ့ရတဲ့နာကျင်ဖွယ်အခိုက်တက်ကိုသူအမှတ်ရနေခဲ့ပါတယ်သူတော့မှမမေ့ဘူးလို့လည်းပြောခဲ့ပါတယ်သတင်းမီဒီယာတွေရဲ့ဖော်ပြချက်ရာဟာဗေးယာအဲ့ဒီဆရာမသိရှိထင်ရှားရှိနေသေးပြီပေါ့နော်နှစ်စဉ်နှစ်စဉ်နှစ်တိုင်းဟာခရစ်စမတ်နေ့ရောက်တိုင်းမှာသူဆရာမထံကိုဒီအသက်တစ်လုံးအများအားပို့ပေးခဲ့တယ်လို့ကျွန်တော်သိရပါတယ် ဟာဗေးဟာသူ့ရဲ့လောက်ရဟာသူဆ iam ့ကိုဂလဲစားစီခြင်းနဲ့စိတ်လုံးဝမပါပဲနဲ့သူတီဗင်စီစဉ်မှာသူပါဝင်နေတာကိုဆ iam ့ကိုမြင်စီခြင်းတီးစီခြင်းလို့သူပို့ပေးခဲ့တယ်လို့သူကပြောခဲ့ပါတယ်ပိတ်သက်တို့နေနဲ့ဘလို့တင်တာလဲစတီဗင်ဟာဗေးမှားလားဆ iam ့မှားလားဆိုတာလဲ comment မှာရေးခဲ့ပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ